မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနတ်သားတယောက်ကမေးလျှောက်ဖူးတယ်။ဂိန္ဓုဝပသက်ဂိန္ဓုဘဝသက်တော်မိတ္တံဂိန္ဓုမိတ္တံတကေကရေဂိမိတ္တံအတ္တသာဇာတ္တသာဂိမိတ္တံတံပရာဟိကံမေကွန်လေးခုမြတ်စွာဘုရားတဲ့ ကိန်သူပဝန္တတော်မိတ်တံခရီးသွားတဲ့အခါဘလို့ပုဂ္ဂိုလ်ဟာမိတ်ဆွေကောင်းပါလေကိန်သူမိတ်တံတက်ကြီးကလေးကိုယ်အိမ်မှာအဘယ်ပုဂ္ဂိုလ်ဟာမိတ်ဆွေစစ်မိတ်ဆွေအမှန်လေကိန်မိတ်တံအဋ္ဌတာဇာတတာဒီဘဝမှာကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်ဆိုတာဘလို့ပုဂ္ဂိုလ်မျိုးပါလေ ိမိတံတံပရာယိကံနောင်ဘဝအတွက်အာကိုရမဲ့မိတ်ဆွေစစ်ဟာဘာဖြစ်ပါသလဲဆိုပြီးတော့မေကွန်း၄ခုမြတ်စွာဘုရားကိုရှောက်ဖူးတယ်အဲ့ဒီမေကွန်း၄ခုတဲကသတော်ကောင်းတို့တွေနံပါတ်၁အမေးဖြေလေးကိုကြည့်လိုက်ကိန္သူမိတံတကေဂရေကိုနေတဲ့အိမ်မှာအာကိုရဆုံးမိတ်ဆွေအစစ် ဘသူဖြစ်ပါသလဲဆိုတော့ဖះကမာတာမိတ်တံတကေကလေးတဲ့ကို့အိမ်မှာအာကိုရအကောင်းဆုံးမိတ်ဆွေစစ်ဟာအမေပါလို့ဒီလိုဖြေတယ်အဲ့တော့သူတော်ကောင်းတို့တွေကျန်တဲ့လူတွေအာကိုရင်လဲအာကိုရမှာပေါ့ကျန်တဲ့လူတွေအာကိုရတာထက်အမေကတော့ပြိတ္တအချိန်မရွေးသားရဲ့ပုံမှာ မပြောင်းလဲတဲ့မေတ္တာတရားနဲ့ချက်တာဖြစ်တဲ့အတွက်တာကြောင့်အမေဟာသူတော်ကောင်းတို့အတွက်အိမ်မှာမိတ်ဆွေစစ်မိတ်ဆွေမှန်ပါပဲအစာပြောစေတယ်တထာရူပေရောဂီတထာရူပေရောဂီဇာတိအချင်းချင်းကဲ့သို့သောယောဂါတွေဖြစ်ပေါ်လာခဲ့ပြီဆိုရင်ဗုဒ္ဓပရိယာတယောဇိကုတ်စန္တိတဲ့ ဇနီးမယားသမီးသားတွေကဆက်စုပ်ယုံစရာတတ်ကြတယ်။ဟောကိုယ့်အိမ်မှာမိတ်ဆွေကောင်းလို့သတ်မှတ်ရခြင်းရဲ့အကြောင်းကိုစာကပြောတာလေ။ဘာဖြစ်လို့အမေကိုမိတ်ဆွေကောင်းလို့ပြောရသလဲဆိုတော့ကို့မှာတဲ့ယောဂတခုခုဆွဲကပ်လာပြီအထူးသဖြင့်တော့အပေါ်ပါကို မနိုင်တဲ့ယောဂမျိုးဆွဲကပ်လာပြီဆိုရင်တဲ့ဗုဒ္ဓဗရိယာရေရော ဇိဂုတ်စန္တိဇဏိမယသမိသားတို့ကဆက်ဆုပ်ကောင်းဆက်ဆုပ်တတ်တယ်ယွန်ရှာရင်လည်းပဲယွန်ရှာတတ်တယ်မာတာပိတရောမာတာပနအတုစိန်ပိမာတာပနအတုစိန်ပိစန္ဒနဝိယမဉ္ဇတိအမေကတော့လေတဲ့သားစွန့်လိုက်တဲ့မစင်ညစ်ကြီး စံတကူယနံ့လို့တတ်မှတ်ပြီးတော့ကိုပြုစုတာဘာဖြစ်လို့တော့မေးလိုက်တော့အမေကဒီသားလေးတွေဒီသမီးလေးတွေကို မွေးကလေးကိုက သားလေးတွေစွန့်တဲ့မစင်ကိုမယွန်းမရှာ အမေပဲပြုစုပေးခဲ့တာတခါတခါသမင်းစားရင်းနဲ့တော့သားမစင်တွေစွန့်ထားရင်အဲ့ဒီသမင်းစားတဲ့လက်ကိုစွန့်ပြစ်ပြီးတော့သားရဲ့မစင်ကိုသွားပြီးတော့တုပ်တင်ပေးတယ်ပြီးရင်အမေကပြန်ပြီးသမင်းစားတယ် မယွံဘူးသူတော်ကောင်းတော်ဟာနှစ်ကြီးတွေထွက်နေနှစ်ကြီးတွေညစ်ပေးတယ်နှစ်ကြီးညစ်ပြီးရင်ပြိတဲ့ကိုထမင်းကိုပြန်စားတယ်အမေကမယွံဘူးသားလေးတွေသမီးလေးတွေထမင်းစားတယ်မစားတတ်စားတတ်တော့ထက်တဝဲအောက်တဝဲကြလို့လဲအမေဘာမှမပြောအဲ့ဒါကြောင့်ပြိတဲ့အဲ့ဒီလိုငငယ်လေးကလေးကပြုစုလာခဲ့တဲ့အမေဖြစ်သူပါအမေအသက်60 တရားရောက်သွားလို့သားရသမီးတွေ60 90အသက်အရွယ်ဖြစ်ရင်ဖြစ်နေပါစေတဲ့အသိဉာဏ်ရှိနေတဲ့အမေဟာဒီသားလေးဒီသမီးလေးကိုငငယ်တုန်းကပြုစုခဲ့ရတဲ့ပုံစံမျိုးလေးပဲပြန်မြင်လာတယ်အဲဒါကြောင့်မာတာပနာအတုစိန်ပြီးစန္ဒနံဝိယမညတိအဲဒါကြောင့်အမေဖြစ်သူဟာလေးတဲ့သားရဲ့သမီးရဲ့မစင်ကျင်ကြီးကိုမစင်အညစ်ကြီးကိုစန္ဒနံဝိယမညတိ စံတကူရနံ့လို့ထင်ပြီးတော့ကို ပြုစုရှာတာအဲ့ဒါကြောင့်ကို့အိမ်မှာအမေရှိနေရင်တော်ကောင်းတို့တို့အဲ့ဒါတကယ်မိတ်ကောင်းပါဆွေကောင်းပါအမေအိမ်ပေါ်မှာထိုင်းနေရင်ကိုတော်ကောင်းတို့တို့ကြက်သေးရှိတယ်လို့ဒီလိုမှတ်လိုက်ကြဘာဖြစ်လို့တော့မေးတော့အိမ်ပေါ်မှာထိုင်းနေတဲ့အမေကပါဇက်လူကသာထိုင်းနေတာစိတ်ကထိုင်းမနေဘူးငါသားလေးသွားလေရမှာခလုတ်မထီစူးမကြီးပါသေးနဲ့ ငါသားလေးအချိန်မီပြန်လာနိုင်ပါစေ။ကြမ်းကြမ်းမှမှရှိပါသေးဆိုပြီးမေတ္တာပို့နေမှာ။အာမနဲ့အလုသွားကန်ဒီအမေရှိခိုးရင်လည်းအမေကအဲ့ဒီမနဲ့ကန်ဒီပို့လိုက်တာသပြန်ရောက်သည်ထိမေတ္တာနဲ့ပဲနေတာ။အဲ့ဒါကြောင့်အမေဟာမြန်မာကြီးနဲ့တူတယ်လို့လည်းဒီလိုပြောကြတာ။အဲ့ဒါကြောင့်အိမ်မှာအခြားဘာရှိရှိမရှိရှိအမေရှိနေရင်ကိုတော်တော်ကောင်းတို့တွေအဲ့ဒါစက်တရေရှိတယ်လို့လည်းမှတ်ကြပါ ကဗျာလေးတစ်ပုတ်ရှိတယ်အမေမရှိလရင်လရွှေအစိရွှေအတိစင်စေအောင်တော့အမြင်သာအသွင်ဆန်းပေလိတ်နန်းတော်ကြီးအယုတ်အိမ်အမေမရှိဘူးဆိုရင်ရွှေအတိနဲ့ပြုလုပ်ထားတဲ့နန်းတော်ကြီးအမြင်သာအသွင်ဆန်းရင်ဆန်းပါလိမ့်မယ်တဲ့ဒါပေမဲ့အဲ့ဒီနန်းတော်ကြီးကအယုတ်အိမ်လိုပါပဲ စာရွက်ပေါ်မှာဆွဲထားတဲ့အယုတ်အိမ်ကလေးလေးတွေဆွဲထားတဲ့အိမ်လေးတွေဆွဲဆွဲထားတဲ့အယုတ်ကလေးနဲ့နန်းတော်ကြီးရွှေချတာတဲ့နန်းတော်ကြီးဟာအမေမရှိရင်အဲ့ဒီအယုတ်ကလေးလိုဖြစ်သွားတာပဲအမေရှိလျင်ပေါ့ရွှေမရှိရင်နေစေအောင်တော့အမေမရှိလျင်နဲ့ရွှေမရှိလည်းနေနေတဲ့အစင်းဗလာမွဲနှုတ်သေးတော်လဲတဲကုတ်ကလေးအေးရဲ့ငိမ့် ဟာတဲကုတ်ကလေးနဲ့နေရနေရပါစီတဲ့အမေသာအိမ်နဲ့ရှိလျင်အဲ့ဒီအိမ်ဟာအေးရိပ်ငြိမ်ပဲတကယ်အေးချမ်းတယ်။ဘာဖြစ်လို့တော့မေးရတော့မေတ္တာရှင်မေမေကြီးကထိုင်နေတဲ့အတွက်ဒါကြောင့်တဲ့သူတော်ကောင်းတို့အေးအဲ့ဒါကြောင့်ခဏိအနန္တဂိုင်းဝင်ကျေးဇူးရှင်မိခင်ကြီးဟောဆိုခြင်းအသက်60ပြည့်ကိုမွေးနေ့အလှလုပ်ပေးကြတဲ့သားတွေဥသေးဝင်းတို့ဥသိမ့်ညွန့်တို့ ဦးညွတ်အောင်တို့ဦးအောင်ဇော်တန့်တို့မိသားတစုဩငါတို့တွေဟာဒီလိုအရွယ်အထိအမေရှိတာကံကောင်းတယ်လို့ဒီလိုမှတ်ပါဘာဖြစ်လို့လို့မေးလိုက်တော့ငါတို့အပေါ်မှာတကယ်မေတ္တာစိတ်မေတ္တာဓာတ်ဖြန့်ဝေနိုင်တဲ့အမေဖြစ်နေလို့ပဲလို့ဒီလိုနားလဲကြအခုကဲ့သို့မွေးနေ့အမှာဖခင်အဟောင်းနေပြင်းရန်လှူကြောင်းအတွက်လှူဆွမ်းအလှူလှူရခြင်းဟာလေငါတို့အမေအတွက် တကယ်မွန်မြတ်တဲ့ကျေစုဆက်နီးနဲ့ကျေစုဆက်ခွင့်ရတယ်လို့ဒီလိုမှတ်ကြပါဗျာဤကဲ့သို့ဓမ္မသည် အလုံးကိုသည်ရှိပြီတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း